။အွန်နနာအတွက်မာဒီနဲ့ဝင်ပရိသတ်များလုံးဝမိန်လာများမန်ချက်စတာဖောဆောင်ကနေအားလုံးကိုပြန်လည်ချိုးလိုက်ပါရင်။နာမည်ဟာဒီမှာပြောင်းလဲနေလုံဆောင်သွားဖို့ရှိနေတဲ့ United ဟာကုသမနေရာကိုလည်းအပြောင်းလဲလုပ်မယ်လို့သတင်းတွေထွက်ပေါ်နေပါရင်။လက်ရှိ United ရဲ့ဂိုးဘောက်ကို Kim Roon နဲ့ဝင်စဉ်ကုသမအိုနာနာကစောင့်ကြပ်နေပြီးဒီခါလေးမှာမမားတဲ့အမားတွေမပေးတဲ့ကိုတွေကြောင့်အိုနာနာဟာအတော်လေးဝေဖန်ခံနေရတာပါ ဒါကြောင့်မို့လို့ United အသင်းဘက်ကကိုသမားနေရာကိုပါပြောင်းလဲလုပ်ဖို့စဉ်းစားလာခဲ့တာပါ United အနေနဲ့ကိုသမားနေရာကိုပြောင်းလဲလုပ်ဖို့ပထမဆုံးလိုအပ်တာကအိုနာနာကိုရောင်းထုတ်နိုင်ဖို့ပါကင်မရွန်သားကို sorry club တွေကပဲစိတ်ဝင်စားနေပြီးတော့ဥရောပအသင်းတွေကလိုချင်တဲ့အရေးအယောင်မျိုးမပြတာထားပါဘူးအိုနာနာကဂိုးပေါက်ကောင်မှုပိုင်းမှာမစိုးပေမဲ့တစ်ခါလေကြာရင်အတော်လေးကြောင်တာပါဘလုံးမမပေးသင့်တဲ့ကိုတွေပေးရတယ်လို့တစ်ခါလေမှာကျွန်တော်တို့လုံးရည်တွေကြောင့်ပရိသတ်တွေကစိတ်ကုန်လာကြတာပါ United ကတော့အိုနာနာထွက်ခွာရင်ခေါ်ယူမဲ့ကိုသမားကိုရွေးချယ်ထားပြီးပါပြီ United တို့အိုနာနာရဲ့နေရာကိုအစားထိုးမဲ့ကိုသမားကအင်စတွန်ဗီလာအသင်းရဲ့အာဂျင်တီးနာကိုသမားအီမီလီယာနိုမာတီနာပဲဖြစ်ပါရင်မာတီနာကဗီလာအသင်းနဲ့အဆင င်ပြေမှုတချို့ရှိနေပြီးတော့အတင်းကနေထွက်ခွာကြနေတာပါမီလာသင်းဘက်ကလည်းပြောင်းချေချေယူတန်း30ရာရင်ကိုရောင်းချဖို့ရှိနေပါတယ်။ဟိုနောက်ကလည်းမချခင်လုံးခဲ့တဲ့အင်တာဗျူးမှာတော့ကသူ့ရဲ့အနာဂတ်အပေါ်မသိသေးဘူးစောင့်ကြည့်ကြတာပေါ့လို့ပြောဆိုလာခဲ့တာကြောင့်ကင်မရွန်သားထွက်ခွာမလားဆိုတဲ့မေးခွန်းတွေကလည်းပို့ပြီးတော့ကြေလောင်လာခဲ့တာပါ။ဟိုနောက်ထွက်ခွာသွားရင်မာရီနက်ကိုခေါ်ယူဖို့လည်းဒီတိုင်းကအသိနေထားမှရှိနေပါတယ်။ဒီနေ့ဒီဆက်မှုကတော့ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေ၊ကြောင်းရွှေသတင်းတွေ၊စိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။